မင်္ဂလာပါရှင်2025ခုနှစ်မတ်လ May you channel မြန်မာဘာသာပြန်အစီအစဉ်မှကျမလှလဝင်းပါဒီကနေ့တင်ဆက်ပေးမှာကတော့ဒီကိစ္စ genocide မဟုတ်ဘူးထားလိုက်တစ်ချိန်ကမြန်မာအမြင့်ဆိုတဲ့စောင်းပါကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာချင်းချင်းတက်ရင်က genocide မမြောက်ဘူးလား။ Rohingya ကိုတတ်မှ genocide မြောက်ကြလား။ genocide ဆိုတာဘာလဲ စကြေမိကွန်ပုံမူတီပြီးတုံးသက်တင်ပြမှာဖြစ်ပါတဲ့ရှင်။လူမျိုးနဲ့လူနယ်စုတစုကိုပြစ်မှတ်ချစနစ်တကျကြိုတင်စီရင်မှချချပြီး ုလူမျိုးစုကြောင့်လည်းရည်ရွယ်ချက်ရှိရှိတုတ်တင်ရှင်းဝင်ရင်လုံဆောင်ချက်မှတ်သမျှကိုလူမျိုးတုံးတက်ပြတ်မှုဂျင်နိုဆိုက်ဟုခေါ်ဝေါ်ခြင်းဖြစ်ပါခြင်းစစ်တပ်ကိုစတင်ဖွဲ့စည်းပေးပြီးခြင်းမြမလွတ်လပ်ရေးတပ်မကျော်ကမြောင်းမြမှာကျူးလွန်ခဲ့တဲ့မြောင်းမြလူတော့ပွဲဟာဂျင်နိုဆိုက်မမြောက်ပါမြန်မာစစ်တပ်ကကရင်ရွာတွေကိုမီးရှို့ပြီးလူသက်မရင်းကျင်တာကိုတောင်လုခဲ့ကြပါပြီးရင်ပြန်ချိန်ခဲ့ပါတဲ့ ထို့အပြင်ဦးနေဝင်လက်ချက်မှာဖြစ်ခဲ့တဲ့တရုတ်ဗမာရေခင်ဟာလည်းမဆော်ကားအစ်စ်သားရှိခဲ့ပါခြင်းပကိုးရုံမှာမှာဘကပကို1980ပြည့်နှစ်တွင်မှာဝိုင်းဝန်းပိတ်ဆို့ခဲ့တော်သူဟာလည်းဘကပကိုတိုက်လောင်တဲ့ရွာတွင်မိရှုတဲ့မရင်းချင်းနဲ့ကလင်းငယ်တွေကဆော့တက်ပြစ်တဲ့ရွာလုံးကျော့တက်ပြစ်ပြီးကျင်းတဲ့ထက်ပြစ်ပင်မယ်နိုင်ငံရေးကိစ္စဖြစ်တဲ့အတွက်ကျွန်တော် size အဖြစ်မတတ်မှာပါ ထို့အတူဘွားဒေတာမှမြမစစ်ချက်က1980လောက်မှာတက်ခဲ့တဲ့လူတောက်ကွဲတွေကိုလည်းကပကမစကားအဖြစ်သာသတ်မှတ်ပါကြ။ဝတီတာဟာဘကပဆိုတဲ့ဗမာလက်နက်ကန်ရဲ့ထိန်ချုပ်မှုအောက်မှာရှိနေ၍ဗမာချင်းချင်းဖြစ်တာဖြစ်၍ဂျင်နိုဆိုက်သတ်မှတ်၍မရနိုင်ပါအခြားသောမွတ်စလင်ရေခင်းတွေကိုလည်းပြစ်မှတ်ချောင်းတောက်တင်ရှင်းလင်းရန်ကြံစီသည့်ညံကြီးရှင်မစတာမိုက်တွေကော လူမျိုးငယ်ကိုခွဲခြားသိမြင်လာဖို့တုံးတုံးတဲ့စီညင်းစီကံတချို့ဒစိုက်ကတ်ချင်းနဲ့သူညီတိလူတွေကိုပါအငင်းအကုန်အောင်ခဲ့သွတ်ပြီးရှင်းရှင်းလင်းလင်းမသိရသေးတဲ့မိုင်းဆက်ခံရတဲ့လူအင်အားစုရဲ့မခန့်မရက်နိုင်တဲ့စိတ်ခံစားမှုကြောင့်ပေါ်ပေါက်လာတဲ့ဂျီနိုဆိုက်ဤရှေ့ပြေးဖြစ်စဉ်တို့မဟုတ် လူမျိုးတောင်တပြတ်မှုဤကျုပ်တရစီရမဲအရာမွေးထုတ်ခဲ့ရသည့်သူတွေကပြစ်မှတ်ထားခြင်းလူမျိုးစုငယ်တွေရဲ့နေထိုင်ရာနေရာဒေသမှာလူတပ်ပွဲစတင်ကျင်းပစေနိုင်အောင်မြင်မြင်တောင်ဝင်ကျင်းနိုင်ကြကိုဂုံပြူသူတွေနဲ့ထောက်ခံအားပေးသူတွေမြောင်းပြလာရတဲ့အတွက်တခြားနေရာသို့ကူးဆက်ပြန့်နှံ့သွားတဲ့တိုက်ခိုက်မှုအညုံဖြစ်စဉ်အဆင့်သာသတ်မှတ်ပါကြ1986 1962 1988 2021အရေးခင်တွေဟာနိုင်ငံရေးပြဿနာပါအသက်ခံရသူထဲမှာဗုဒ္ဓဘာသာတွေပါပါမယ်ဗမာတွေပါနိုင်ပါချင်းဒါကြောင့်မစ္စတာကာအစင်သာရှိပါချင်းရိုဟင်ဂျာပြည်ထနာမှာကရိုဟင်ဂျာကိုနိုင်ငံသားအစိမ့်ကနေစနစ်တကျဖိအားစေတဲ့1982နိုင်ငံသားဥပဒေ ရိုဟင်ဂျာတွေကိုဘာသာရေးအရလက်ထပ်မှုကိုတောင်းမြစ်ထားတဲ့မျိုးစောက်ဥပဒေရိုဟင်ဂျာကိုဒေသတစ်ခုမှာဂတ်တိုတွေအဖြစ်ဖန်တီး၍ပိတ်လောင်ထားမှုရိုဟင်ဂျာတေတာကိုတောင်လူမဟုတ်တယ်လို့ပြောဆိုမှုရိုဟင်ဂျာဆိုတာနဲ့တက်လဲရတဲ့ဆိုပြီးပြောဆိုမှု ဘာသာချောင်းဆိုပြီးပြည့်ရဲ့ပြုမှုရိုဟင်ဂျာဆိုသူတွေကမိမိ၏ယုံကြည်ရဘာသာတရားရဲ့ရန်သူဟုသတ်မှတ်ပြီးတက်ကြည်ရင်ကုသိုလ်ရတယ်ဟုယုံကြည်ချက်အသက်ထဲ့သွင်းခံရခြင်းရိုဟင်ဂျာဆိုတာနိုင်ငံတော်ရဲ့ရန်သူတွေဟုသတ်မှတ်ပြီးခရီးသွားလာခွင့်ပိတ်ပင်ထားခြင်းနဲ့အကမွေးဝမ်းကြောင်းပြည်ညော့တင်ခွင့်ပိတ်ပင်ခြင်းစရိတ်လူမျိုးတစုကိုပြတ်သုံးအောင်လူမျိုးစုတစုကိုအလိုလိုမုံအောင် လူမျိုးစုတစုမြန်မာပြည်မှာအသက်ရှင်နေထိုင်လို့မရအောင်အဆအဆအရာရာအခွင့်အရေးမရှိပိတ်ပင်ထားပြီးအသက်ရှင်နေထိုင်ဖို့အတွက်မွေးရတိုင်းပြည်စွန့်ထွက်ပြေးပြတ်ကွဲသွားရင်နဲ့မွေးရဇာတိတို့ပြန်လည်လာရောက်နေထိုင်လို့စိတ်ကင်းမဲ့သွားရင်အစိုးရကိုယ်တိုင်ဥဆောင်နေသည့်အပြင်စက်ပြကမွေးထားတဲ့တိတကူဆရာကျော်မပါတာ669ဝီရတူဆရာကျော်ဘူလတ်လဆွေအစွန်ရောက်အောင်စု စစ်တပ်ကဝေးပြီးသူရိယနေဝင်ကြနေမိုးဟိန်ကစနစ်တကျလေးကျင့်ပေးထားတဲ့မမောင်အင်တရဝံကြီးအောက်ကကြည်ဝင်းအုပ်စုစသည်တို့ကသွေးထုတ်လှုပ်စော်ဝါကြောင့်ဖြန့်ထဲပါကြဂျန်နူဆိုက်စ်ဥပရေမလူမျိုးငယ်စုတစုတို့မဟုတ်နိုင်ငံတကာငယ်ဤနိုင်ငံသားအုပ်စုတအုပ်စုတို့မဟုတ်ဘာသာရေးအုပ်စုတအုပ်စုပြည့်စည်သွားစေရင်ရည်ရွယ်ချက်ရှိရှိစော်အောင်ရင်ဂျန်နူဆိုက်စ်မြောက်ကယ်လို့ဆိုပါကြတယ် ဒါကြောင့်လူတယောက်မှမသိလေထိုကဲ့သို့ပြုတ်လို့ရင်ဂျင်းတို့ size မြောက်ပြီးဖြစ်တယ်ဟုဥပရိကဆိုပါချင်းဒါကြောင့်ရိုဟင်ဂျာတွေကိုရိုဟင်ဂျာလူမျိုးဖြစ်တယ်ဆိုကြနေစဲစုချိန်ပေါင်းတက်ပြက်ခဲ့၍ လူပေါင်းတပေါင်းကျော်တပ်ပစ်ခဲ့ပြီးခုနှစ်သိန်းကျော်အတက်လူချက်ပြေးထည့်ရတဲ့ကဘာမှာအကြီးဆုံးရသဝတ်မှုကြီးဟာ genocide မြောက်တဲ့ဆိုပြီးနိုင်ငံတကာကပြောနေကြကြဥပဒေအရဖြစ်ပါတဲ့မြန်မာပြည်ကလေ1948ကတည်းက genocide convention ကိုလက်မှတ်ရေးထိုးချခဲ့ပြီးထို့ကဲ့သို့မဖြစ်စေရဘူးဟုနိုင်ငံတကာရှေ့မှောက်မှာကတိကဝတ်ပြုထားခဲ့ပင်မဲ့2019ခုနှစ်မှာဖြစ်သွားခဲ့ပါတဲ့ ထို့စဉ်ကပြည်တွင်းကဆဲဆုပ်မှုတွေကိုလည်းနိုင်ငံတကာကမှတ်တမ်းတင်ထားနိုင်ပါတယ်မတန်းဘလောက်များတယ်လို့ဆိုရင်ထို့အချက်အလက်တွေစုဆောင်ထိမ့်သိမ်းထားဖို့နိုင်ငံတကာကုအညီတွေတောင်းခံရပါကြ යි ။ဒါကြောင့်လူမျိုးတစုကတခြားလူမျိုးတစုကိုလူမျိုးသုံးအောင်ထိုတိတကနေမောင်းထုတ်ခြင်း၊တပ်ဖြတ်ခြင်း၊ထိုကဲ့သို့ပြုလုပ်ရန်ရည်ရွယ်ချက်ရှိရှိစော်ဩခြင်း အလကားနေရင်ရုခင်ကြဆိုကြနေမုံအောင်တမိုင်းတို့ဖန်တီးပြီးတွေးထိုးလို့ဆိုခြင်းဟံကျင်းတို့ size မြောက်ပါခြင်းဟုနိုင်ငံတကာဥပဒေကဆိုပါခြင်းအထင်ရှားဆုံးဥပမာကိုပြပါဆိုရင်ဟစ်တလောလက်ချက်မှာဂျူးတွေသာတက်ခဲ့ကြမဟုတ်သူနဲ့ပြိုင်ဘက်နိုင်ငံရေးသမားတွေသူ့ကိုအောက်ခံသူတွေကိုပါအပြည့်ရှင်းခဲ့ကြပါကြပါမယ် New Ring Back Trial မှာဂျူးတွေကိုအမုန်းစကားပြောခဲ့တဲ့စာရေးဆရာကြီးတွေတရင်စာဆရာတွေ နိုင်ငံရေးသမားတွေစစ်ဘုချုပ်တွေ ထောင်ပိုင်တွေအကျဉ်းဝန်ထမ်းတွေကိုသာတိတ်တန့်ပေးခဲ့ပါကြ။ပြည်တွင်းကဂျာမန်ချင်းချင်းဖြစ်တဲ့ပြည်ထနာကိုဂျာမန်တရားရုံးကသာအပြစ်စီရင်ခဲ့ပါတယ် ။တဘောကတော့ genocide ဆိုကြနိုင်ငံတကာဥပဒေအရနိုင်ငံတကာကအပြစ်ပေးတာဖြစ်ပြီးကြံတာကြွေကိုကမ္ဘာကသူပြည်တနာမဟုတ်၍မအော်ခြင်းဝင်မပါခြင်းဖြစ်ပါတယ်။ဒါပေမဲ့မြန်မာအရေးမှာတဖက်ကဖက်ဆစ်ဂျပန်ထူထောင်ပေးပြီးစတင်ထူထောင်ကြတဲ့ကလူတပ်ပွင့်နဲ့စခဲ့တဲ့စစ်တပ်ဖြစ်တဲ့ ဒါကြောင့်နိုင်ငံတကာကနောက်တစ်ခါလူမျိုးတုံးတက်ပြတ်မှုတွေမဖြစ်ရလေအောင်ဂရုပြုပြီးကိုက်တွယ်တဲ့အဆင့်သာရှိပါသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။